ီညမှာရှင်မြိုင်ကစားဖို့ရှိနေတဲ့ Crystal Palace နဲ့ပွဲတွေမှာ Arsenal အသင်းဘယ်လိုပွဲထွက်လာနိုင်ပါသလဲ မင်္ဂလာပါဗျကိုကိန်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုကမ္ဘာဒီညမှာရှင်မြန်ရည်သားဖို့ရှိနေတဲ့လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တဲ့ Crystal Palace Arsenal ပွဲစဉ်မှာဂန်နာတို့ပွဲထွက်လာနိုင်တဲ့ line နဲ့အခင်းကျင်းကိုကျွန်တော်တို့ကြိုတင်ဆွေးနွေးသုံးသပ်မှုလုပ်သွားရမယ်ပွဲထွက် line နဲ့ confirm ဖြစ်သွားရင်ကိုကိန်းစတာဖုတ်ဘောရှိုး2.0မှာကျွန်တော် live တရိုက်ဆွေးနွေးသုံးသပ်မှုတွေလုပ်သွားမှာဖြစ်ပါတယ်လာရောက်ကြည့်ရှုဖို့အတွက်လည်းတလက်စရဲကျွန်တော်ဖိတ်ခေါ်ပါတယ် โอเคအဲ့ကျွန်တော်ပွဲထွက် line နဲ့မတုံးသက်ခင်မှာအာစနယ်ကစားသမားတွေကဘယ်ကစားသမားတွေပါဖို့မရှိဘူးလဲဆိုတဲ့အပိုင်းကိုအရင်ဆွေးနွေးကြပါတယ်အရေးကြီးတာက Gabriel Magalhaes အတလတီကိုမက်ဒရစ်နဲ့ပွဲစဉ်မှာဒဏ်ရာပြဿနာရသွားတဲ့အတွက်ကြောင့်အသင်းနဲ့တူလေးကျင်မစင်းနိုင်တဲ့အတွက်ဒီပွဲမပါဝင်တော့ပါဘူးတေချာရင်မတေချာတော့မဟုတ်မပါဝင်ဘူးအတွက်ကြောင့် Gabriel Magalhaes နေရာမှာတခြားသောခံစစ်မှုတယောက်ကိုအစားထိုးရလိမ့်မယ်တိုးတော့ပြဿနာအထူးတလဲရှိမနေဘူးအာတေတာတို့အုပ်စု Andrea Bartaro အုပ်စုကဒီအက ွက်တွေကိုကြုံမြင်ထားတဲ့အတွက် CB တနေရာမှာဘသူကောက်ထဲကောက်ထဲထဲ့လို့ရအောင်ရာသီအစကတည်းကကြိုတင်ပြင်ဆင်ခဲ့ပြီသားအခုဖူဘတ်တွေအဖြစ်ထွက်ဆော့နေတဲ့သူတွေအကုန်လုံး CB ကစားတတ်ပါတယ်ဘန်ဘူး ဂျူရီယန်တင်ပါအင်ကပြဲကာလာဖီယိုရီလူစ်ကာလီယာလွဲလို့ပေါ့အဲ့တို့ကြောင့်အာစတန်တင်ရဲ့ခံစစ်ဒန်းကြီးက CB ကစားသမားတွေဘသူပဲကောက်နာသွားကောက်နာသွားနောက်ဆုံးကုံကုံပြောရင်စိုက်ဘက်တွေအထဲတဲကိုနှစ်ယောက်ထဲဆော့ရင်ရတယ်မဂါယစ်ထွက်သွားတဲ့အတွက်တချို့တော့ဦးစီးဦးဆောင်မှုပြုတဲ့အပိုင်းတွေအတင်းကိုကိုဟာအပြည့်နဲ့မောင်းနှင်ပေးတဲ့အပိုင်းတွေမှာအားနည်းချက်အနည်းငယ်ရှိသွားနိုင်ပေမဲ့မော်စကဲရာကအကောင်းဆုံးအစာထိုးဖြည့်ရှင်းပေးနိုင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဂီရဲမဂါယစ်ဒီပွဲမပါဝင်ဖို့တည်ကြသလောက်နှီးပါဖြစ်ပါတယ် နောက်မှပါဝင်နေတဲ့ကစားသမားတွေကတော့ခိုင်မာရီအိုရီကန်နိုနီမာရီယက်ဂေဂေဘရီယယ်ဂျေဇုစ်တို့ဖြစ်ပါတယ်ဒီထဲမှာကျွန်တော်ခိုင်တို့မာရီအိုရီကန်တို့နိုနီမာရီယက်ဂေတို့ကအသင်းအတွက်ရေးပါခဲ့ပေမဲ့လက်ရှိအချိန်လူစည်းစုဖွဲ့မှုအရပြဿနာမရှိဘူးဒီကစားသမားတွေချက်ချင်းအသင်းနဲ့မကစားနိုင်သေးဘူးဆိုလဲအဆင်ပြေနေဒုံးမဲဆိုတဲ့ level ထိရောက်သွားအောင်ကိုအန်ဒရီးယားဘာတာချက်ပြုတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်တို့ ဒီဘောလုံးရသည့်အစတည်းကအန်ဒရီးယားဘာတာနဲ့ပတ်သက်ပြီးချီချူးထောပနာပြုတယ်ဆိုတာလွယ်နေတကူပြောလို့ရတာမှမဟုတ်တာဗျာတကယ်တမ်းအသင်းရဲ့လိုအပ်တဲ့နေရာတွေမှာအရေးသွေးမြင့်ကစားသမားတွေကိုခေါ်ယူနိုင်ခဲ့တဲ့အတွက်ကြောင့်ချီချူးထောပနာပြုခဲ့တာပဲဖြစ်ပါတယ်ဒီချိန်မှာအာစတန်အသင်းရဲ့လူခေါ်မှုတွေသည်မှန်ကန်တာမမှန်ကန်တာခဏပြီးပဲတာတောင်းတင်းမှုရှိသွားတာရောညင်းလို့မရပါဘူးခင်ဗျာโอเคအဲ့တော့ဒါမပါဝင်နိုင်တဲ့ကစားသမားတွေရဲ့အခြေအနေကိုကျွန်တော်နောက်ဆုံးရဆက်ဆက်သတင်းနဲ့တူဆွေးနွေးကြတာပါဘလို့ပွဲထွက်လာမလဲကျွန်တော်တို့ထပ်ပြီးတော့ဆွေးနွေး ြည့်အောင်ဗျ။ကိုသမားတနေရာကတော့ David Raya ကလွဲရင် Kabariza Black ကပွဲထွက်ခွင့် ရဖို့ဆိုတော့မလွယ်ပါဘူးအဲ့တော့ David Raya ကိုပဲပေါ်တကွင်းပေးလာမှာဖြစ်ပါတယ်ကပားလည်းကောင်းတော့ကောင်းတယ်ဗျဒါပေမဲ့อืมကပားအကောင်းဆုံးအချိန်ဒီမှာ तू ထိုက်တဲ့နဲ့အလျောက်တည်ငြိမ်မှုမရှိခဲ့ဘူးလို့ပဲပြောရမှာပေါ့အခုချိန်ကတော့အကောင်းဆုံးအသက်ရမဟုတ်တော့ဘူး David Raya ကတော့ Arsenal အသင်းမှာကပားနဲ့လည်းပူပြီးတော့ပူပေါင်းထားနိုင်တဲ့ player ဖြစ်တဲ့အတွက် Raya ပဲဦးစားပေးကုသမအနေနဲ့နောက်ပိုင်းပွဲတွေလည်းတောက်လျှောက်ဖမ်းဖို့ရှိပါတယ်တော်တော်ပေါ့လို့တော့မရဘူးပေါ့နော်ကပားရီဇာဘလက်ကစင်ပြိုင်ကုသမတယောက်အနေနဲ့ နောက်ကနေတောက်လျှောက်ဖိအားပေးနေတဲ့အတွက်ကြောင့်အဲ့တော့ကျွန်တော်အဓိကဆွေးနွေးရမယ့်အပိုင်းက CB နှစ်နေရာဝီလျံဆလီဘာကအက်တလက်တီကိုမက်ဒရစ်နဲ့ပွဲမှာကစားခဲ့ရတဲ့အတွက်ပွဲပန်းနေနိုင်တယ်ပယ်လစ်ကလည်းသူ့ထိုက်လျောက်တော့ဥရောပပွဲစဉ်ဖြစ်တဲ့ Conference League ဆော့ခဲ့ရတယ်အကုန်လုံးကတော့သူ့ထိုက်လျောက်ပွဲပန်းနေတာတည်းကြီးပဲအဲ့ဒီအပိုင်းကတော့ကျွန်တော်အထူးတလဲတော့ပြောမနေတော့ဘူးဒါပေမဲ့ဝီလျံဆလီဘာလို့အသင်းရဲ့အဓိကပလေယာတယောက်ကိုပွဲပန်းလို့ဆိုပြီးအနားတော့မပေးသင့်ဘူးပေါ့နော်အဲ့တော့ဝီလျံဆလီဘာပေါ်ထွက်ခွင့်မှာပါဝင်လာမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဘေးက ဘသူ့ကိုတွဲမလဲတွဲစရာကစားသမားတွေနှစ်ယောက်လောက်ရွေးချယ်လို့ရတယ်အင်ကပြဲကိုထည့်မလားဒါမှမဟုတ်လေကလာဖီယိုရီဖြစ်ဖြစ်ဘန်ဝိုက်ဖြစ်ဖြစ်ဂျူရန်တင်မဖြစ်ဖြစ်အထဲထည့်ပြီးတရားရောက်ကိုအပြင်ထုတ်မလားစသဖြင့်ပေါ့နော်သို့တော့မော်စကဲရာကိုဝီလျံဆလီဘာနဲ့တွဲပေးလိုက်တာကအကောင်းဆုံးပဲနှစ်ယောက်လုံးကကြမ်းကြမ်းတက်တက်နဲ့အမြင်မောရှင်းထုတ်တာကောင်းတဲ့ပလေယာတွေကြီးပဲအဲ့ဒါကြောင့်ကျွန်တော်ကတော့ဝီလျံဆလီဘာနဲ့မော်စကဲရာတို့ CB တနေရာမှာပွဲထွက်လာမယ်လို့ ထင်ပါတယ်။အဲ့တော့ကျွန်တော်စိုက်ဘက်တွေကိုကြည့်အောင်ကျွန်တော်တို့တစ်ဖက် RB မှာ Jurian Timma နဲ့ Bamby နှစ်ယောက်ရှိတယ်။ Timma ကတော့နည်းနည်းလေးပြဲနေတယ်။ Bamby ကို Porto ခွင့်ပေးတာတဲ့ Timma ကိုပဲပြဲပလိစေအောင် Artita က Porto ခွင့်ပေးလာမှာပါ။ကျွန်တော် left back မှာ Calafiori နဲ့ Luis Skelly နှစ်ယောက်ရွေးရတော့နည်းနည်းခက်နေတယ်။ Skelly ကလည်း Tigo နဲ့ပွဲမှာတော်တော်ကျန်းတယ်ဗျ။မိုက်တယ်ပေါ့နော်။ Calafiori ရဲ့လည်း Calafiori အတိုင်းပဲ share ကြီးပဲဒီနေ့ရတယ်ကတော့အဲ့တော့ Calafiori ကိုပဲဦးစားပေး ပွဲထွက်ကစားသမားအနေနဲ့ယူချီထားတဲ့အတွက်ကြောင့်ကလာဖီယိုရီပဲထပ်မံပွဲထွက်လာမယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်ကွင်းလေအထိုင်နှစ်ယောက်က Declan Rice နဲ့ Martin Zubimendi ကျွန်တော်အထိုင်နှစ်ယောက်လိုပဲလွယ်လင်းတကူပြောလိုက်မယ်။တကယ်ကစားတဲ့အခါကျရင် DMCM EM ပုံစံမျိုးဖြစ်သွားတာရှိသလို DMCM CM ပုံစံမျိုးတွေလည်းဖြစ်နိုင်တယ်။ဒီခါလေးကျရင် Rice က DM နေရာရောက်ပြီး Zubimendi ကရှေ့နံပါတ်8ထိတက်သွားတာမျိုးလေးတွေရှိပါတယ်။အဲ့တော့ Zubimendi Rice အတွဲကတော့လက်ရှိအချိန်နားလည်မှုလည်းတော်တော်လေးအားကောင်းလာတယ်လို့ကျွန်တော်ယူဆတယ်။အဲ့တော့နံပါတ်10 ်းနေရာမှာဘသူ့အထင်မီရီနိုလားအဇီးလားမီရီနိုတော့အာတီတာစူပါဆက်ကစားသမားတယောက်ထပ်ပို့ပြီးတော့မြင်တယ်လို့မထင်ဘူး။ तू ကစူပါဆက်လောက်ပဲဖြစ်ယူဆထားတယ်ဗျာ။တကယ်တမ်းအသင်းနဲ့အန်ဝင်အောင်ကစားဖို့အသင်းလိုက်ဟန်ချက်မှာယုံဖို့စီးမျောဖို့ဆိုရင်အိုရီကက်အဇီးနှစ်ယောက်ကိုပဲသူခေါင်းထဲမှာထည့်ထားပုံပေါ်တယ်။ဟိုဟာ မီရီနိုကတော့လည်းဂျိုကာတော့ဆန်တယ်ပေါ့ဗျာရှေ့ကတိုက်စစ်မှုလို့ရင်လေတိုက်စစ်မှုနေရာမှာထဲလိုက်မယ်ဆိုတဲ့ပုံစံမျိုးပဲသုံးမှာဖြစ်တဲ့အတွက်အဇီးကိုပဲနံပါတ်တန်းနေရာမှာ ုံးလာပါလိမ့်မယ်ကျွန်တော်ရှေ့ attacking trial ပဲကြံတော့တယ် okay အဲ့တော့ကျွန်တော် number 9နေရာမှာ viking vidyogs ပဲလာပါလိမ့်မယ်ကျွန်တော်တော်မှ yogs ကိုနောက်ပိုင်းပွဲတွေနည်းနည်းလေးကြိုက်လာသလိုပဲပေါ့နော်ရာသီအစတုန်းကကျွန်တော်အမြဲတမ်းစကားပြောရတယ် yogs နဲ့ပတ်သက်ပြီးကျွန်တော်အာမီယာကို yogs ကမမိုက်ဘူးဘာညာစသဖြင့်ပေါ့လေဟိုကျွန်တော်အမြဲအခုဒီလိုပြောင်းသွားတာဗျပြောင်းသွားရဆိုတာကျွန်တော်တွေက yogs ကို lisbon yogs လို့မမြင်ထားတဲ့တော့ဘူးပေါ့နော်ဒီ atletico နိုင်တဲ့ပွဲပြီးမှလည်းကျွန်တော်ပြောပြီးသွားပါတယ် yogs နောက်ထပ်ဟို ိုမွေးဖွားထားတဲ့ပုံစံတွေကိုမြင်သင့်တာ Arsenal Jorginho's version ကိုပဲကျွန်တော်တို့ခန်းစားသင့်တယ် Lisbon Jorginho's version ကိုခန်းစားရင်တော့ဟိုခန်းစားလို့ကောင်းမှာမဟုတ်ဘောเนาะဟာဂိုးတွေမသွင်းဘူးဘာညာဆိုတဲ့စိတ်ခံစားချက်မျိုးကြီးပဲဝင်နေလိမ့်မယ်ဒါပေမဲ့လည်း Arsenal Jorginho's version ကတော့ကိုယ့်ရဲ့ teammates တွေအတွက်အများကြီးထောက်ကူ ပြုတ်တယ်ဗျသူကိုယ်တိုင်ဂိုးသွင်းတာနဲချင်းနဲသွားလိမ့်ပေမဲ့တခြားသောအပိုင်းတွေမှာအာစတန်အသစ်တို့ကယော့ကီယက်စ်ကအများကြီးအားကိုးလို့ရတယ်အဲ့အတွက်ကြောင့်ပဲအာတီတာပေပြီးတော့တုံးတာတော့တိုက်စစ်ပိုင်းတနေရာမှာယော့ကီယက်စ်တာဒီပုံစံတိုင်းဒဏ်ရာမရဘဲနဲ့ရေရှည်သွားနေမယ်ဆိုရင်ကင်တော်မှယော့ကီယက်စ်နေရာပြန်ပြီးတော့အစားထုတ်ဖို့ဆိုတာတိတ်မလွယ်တော့ဘူးပေါ့နော်အဲ့တော့ယော့ကီယက်စ်ပဲလာပါလိမ့်မယ်ဝင်းကာနေရတော့ right wing မှာငေဦးသီးကတေးကြတယ်နော်စာကာတေးကြတယ်ကျွန်တော် left wing တနေရာပဲကြည့်ရမယ် left wing မှာပြီးခဲ့တဲ့တီကူပွဲမှာ on fire ဖြစ်ခဲ့တဲ့မာ တင်နယ်လီကိုသုံးမလားဒါမို့ရင်ခဏတာအနာရခဲ့တဲ့ trouser ကိုပဲသုံးမလားပေါ့နော်ကျွန်တော်ကတော့ martinelli နဲ့လေး form man နေတဲ့အချိန်မှာ martinelli ကိုပေသုံးတင်တယ်လို့ထင်တယ် martinelli နဲ့ trouser ကလည်းတကယ်ပေသုံးမယ်ဆိုရင်ပေသုံးကြီးဆိုရင်ပေါ့နော် martinelli ကိုပေသုံးတင်တယ်အသက်အရွယ်အရက martinelli က trouser တက်အများကြီးငယ်တယ်အဲ့တော့ကြောင့် martinelli ဒီတရားဒီပေါက်သွားရင် နောက်ရသည်ရောင်းကျင်တော်မှဈေးကောင်းရမယ်အကွက်မျိုးတွေတီကိုပွဲမှာမာတင်နယ်လီကောင်းထားတဲ့အတွက်ကြောင့်ကျွန်တော်တို့မာတင်နယ်လီယောကီယက်ဘူဂါယိုစာကာတို့ရဲ့အတွဲဖက်ကိုပဲပြန်လဲအသုံးပြုစီကြမှာကြောင့်သုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြပါခင်ဗျအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်ညီကောင်မတော်မများအားလုံးကျေးဇူးတင်ပါတယ်